ီပတ်အင်္ဂလန်ပရီးမီးယားလိရဲ့အကောင်းဆုံးပွဲစဉ်တွေကတပွဲဖြစ်တဲ့ဒါအာဆင်နယ်အသင်းနဲ့တော်တင်ဟော့စ်ဘားအသင်းတို့ရဲ့ပွဲချုပ်သွင်းချက်လေးအခုပဲလုပ်ပြီးသွားမှာလည်းဖြစ်ပါတယ်။အားလုံးမေလာဝါနဲ့ပြည်စုံကြပါစေ။ Midnight Forward တောက်ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီဗီဒီယိုလေးမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ Super Sunday မှာကံမှုရှိနေတဲ့ပွဲစဉ်နှစ်ပွဲတည်းရမှာတကယ့်အကျိတ်နဲ့ဖြစ်ပြီးတော့ကြည့်ကောင်းနိုင်တဲ့ပွဲစဉ်တွေပဲဖြစ်တဲ့အာဆင်နယ်အသင်းနဲ့တော်တင်ဟော့စ်ဘားအသင်းတို့ရဲ့ပွဲစဉ်ကိုကျွန်တော်ပွဲချုပ်သွင်းချက်လုပ်ပြီးသွားမှာလည်းဖြစ်တဲ့ဒီပွဲစဉ်က Super Sunday မှာကံမဲ့ပွဲစဉ်တွေကတကယ်ကိုအကျိတ်နဲ့ရှိမဲ့ပွဲစဉ်တွေပွဲကိုပဲကျွန်တော်ရွေးထုတ်ပြီးတော့လုပ်ပေးရလည်းဖြစ်တယ်ပေါ့နော်။ ဒီပွဲမတိုင်ခင်မှာဆိုလို့ရှိရင်တော့ Leeds United နဲ့ Aston Villa တင်းတို့ရဲ့ပွဲစဉ်လည်းရှိတယ်။အပွဲစဉ်ကတော့ဒါမြန်မာစံတော်ချိန်ည၈နာရီခွဲမှာကစားတော့မှာလည်းဖြစ်တယ်ပေါ့နော်။ဆိုတော့ဒီဒီ Arsenal တင်းရဲ့ Tony Hawk's Bar တင်းတို့ရဲ့ပွဲစဉ်ကတော့မြန်မာစံတော်ချိန်ည၇နာရီဒီဒီမှာရှင်မြန်ကစားတော့မှာဖြစ်တဲ့အတွက် Super Sunday ရဲ့အချိန်ကောင်းလေးမှာတော်တော်လေးကြီးလို့ကောင်းမဲ့ပွဲစဉ်တွေခွဲထဲမှာပါတယ်ပေါ့နော်။ ီပွဲစဉ်ကတနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင်တော့ London Derby ပွဲစဉ်တွေပွဲလည်းဖြစ်တယ်။ဒါ Arsenal တင်းရဲ့အင်ကွင်းဒါ Emirates Stadium မှာ Tottenham Hotspur တင်းကအဝေးကွင်းပွဲစဉ်ဖြစ်လာရောက်ပြီးတော့ရင်ဆိုင်ရှင်ပြိုင်မှာဖြစ်တဲ့အတွက်ကြောင့် Tottenham Hotspur တင်းတို့လည်းမလွယ်ကူတဲ့ပွဲစဉ်တွေဖြစ်သလို Arsenal တင်းတို့လည်းတကယ့်ကိုအဆန်းသက်ခံရမယ်နောက်ထပ်ပွဲစဉ်တွေပွဲလာပြီလို့ပဲပြောရမှာပေါ့နော်။ဆို Arsenal တွေကကျွန်တော်ဒါအရှိဗီဒီယိုမှာကျွန်တော်တင်ထားပေးတာရှိတယ်။တကယ့်ကိုပွဲချက်၃ပွဲရင်ဆိုင်ရှင်ပြိုင်ကစားသွားမှာလည်းဖြစ်တယ်။ဒီပွဲစဉ်ကစားမယ်ပြီးလို့ရှိရင် Bayern Munich နဲ့တွေ့မယ်။နောက်ပတ်ဆိုရင် London Derby နောက်ပွဲဖြစ် Chelsea တင်းနဲ့ရင်ဆိုင်ရှင်ပြိုင်ကစားသွားမှာလည်းရှိ ိတဲ့အတွက်ဒီပွဲစဉ်မှာလာတာထွက်မကောင်းခဲ့ဘူးဆိုလို့ရှိရင်နောက်ပိုင်းပွဲစဉ်တွေကဆက်ဆက်ပြီးတော့တိုင်ပတ်သွားနိုင်တဲ့အနေအထားမျိုးမှာရှိတဲ့အတွက်ကြောင့်ဒီနေ့ပွဲစဉ်ကစပြီးတော့အာဆင်နယ်အသင်းနဲ့ဘယ်လိုမျိုးလုပ်ပြမလဲဆိုတာတော်လေးစိတ်ဝင်စားဖို့ကောင်းတဲ့အတွက်တကဘာလုံးကလည်းဒီပွဲစဉ်ကိုတည်ချာလေးစောင့်ကြည့်မဲ့ပွဲစဉ်လိုမျိုးဖြစ်မလို့ကျွန်တော်ကတော့ထင်တယ်ပေါ့နော်ဆိုတော့ဒီပွဲစဉ်ကအာဆင်နယ်အသင်းရဲ့အင်ကွင်းဖြစ်တဲ့ကြောင့်အာတာချက်ကအာဆင်နယ်စီမှာအများကြီးပိုပြီးတော့ရှိနေတယ်လို့ပြောလို့ရတာပေါ့နော်ဒါပေမဲ့အမတာရာ injury ပြဿနာပဲနှစ်ဖက်အသင်းမှာ injury ကစားသမားတွေအများများနေတာဒီပွဲစဉ်မှာတော်တော်လေးတချို့ချို့သောနေရာလေးတွေမှာအလှည့်ပြောင်းဖြစ်ကောင်း ဖြစ်သွားနိုင်တယ်လို့ကျွန်တော်ကတော့ထင်မြင်မိတာလေးတော့ရှိရပေါ့နော်ဒီနေ့တင်းရဲ့ head to head ကိုပဲကျွန်တော်စပြီးတော့ကြည့်ကြည့်အောင်နောက်ဆုံး၃ချိန်စလုံးမှာ Arsenal တင်းရပဲပြက်ပြက်သားသားကို head to head မှာအသာရထားတာကိုကျွန်တော်တို့တွေ့ရတယ် တေတော့မကြပဲနဲ့တောက်လျှောက်ကြီးပါအာဆင်နယ်တင်းရအနိုင်ရထားတာပေါ့နော်တော်တင်ဟော့စ်ဘားတင်းနေတဲ့ကြိမ်တစ်ခါမှပြန်ပြီးတော့အနိုင်ရထားတာကိုမတွေ့ရတာတော့ဒီပွဲစဉ်မှာဒါလေးကတော့နည်းနည်း first အခုအနေနဲ့ထဲတွင်းပြီးဆွေးနွေးမယ်ဆိုလို့ရှိရင်တော့နည်းနည်းဆွေးနွေးကြာကောင်းတယ်လို့တော့ပြောလို့ရတာပေါ့နော်ဆိုတော့သူတို့ရဲ့ result ကိုကြည့်မယ်ဆိုလို့ရှိရင်တော့ဒီ Premier League မှာတွေ့ခဲ့တဲ့ January လမှာတွေ့ခဲ့တဲ့ပွဲစဉ်မှာဆိုရင်အာဆင်နယ်တင်းကသူတို့တင်းရအိမ်ခွင်မှာ2-1ဆိုတဲ့ result နဲ့တော်တင်ဟော့စ်ဘားတင်းကိုအနိုင်ရခဲ့တယ်အမတိုင်ငင်မှာတော့ဆိုလို့ရှိရင်လည်းဒီ2024 September မှာတော့ဆိုလို့ရှိရင်လည်းတော်တင်ဟော့စ်ဘားတင်းရအိမ်ခွင်မှာအာဆင်နယ်ကအဝေးကွင်းနေလာပြီးတော့ ော့ဝမ်းစီဆိုတဲ့ reason နဲ့အနာရထားတာကိုကျွန်တော်တို့တွေ့ရတယ်။အမတိုင်ရင်တော့ဆိုလို့ရှိရင်လည်း2024 April မှာတွေ့တော့ဆိုရင်လည်း Tottenham Hotspur တင်းရဲ့အိမ်ကွင်းမှာ Arsenal တင်းက3-2ဆိုတဲ့ reason နဲ့လာပြီးတော့အနာရထားတာကိုကျွန်တော်တို့တွေ့ရတာပေါ့နော်။ဆိုတော့ဒီနေ့ထားကိုကြည့်မယ်ဆိုလို့ရှိရင်တော့အကုန်လုံးတိကျတဲ့အတိုင်းပဲ Arsenal တင်းကလည်းပြပြသားသားတောက်လျှောက်တွေ့သမျှအချိန်တိုင်းကိုအနာယူထားတာကိုတွေ့ရတယ်။ဒါပေမဲ့ထူးခြားလေးပဲတစ်ခုတော့တွေ့တာကတော့နှစ်တင်းချာမှာဂိုးပြတ်သွားတာတော့ကျွန်တော်မတွေ့ရဘူး။1-0 2-1 3-2လို့အဲ့လို reason မျိုးတွေထွက်တာဖြစ်တဲ့အတွက်ဒီပွဲစဉ်မှာလည်းဂိုးပြတ်မယ်ဆိုတဲ့ခံစားချက်မျိုးတော့ဒီမျိုးက ကြည့်မယ်ဆိုလို့ကျွန်တော်မရဘူးလို့ပဲပြောရမှာပေါ့နော် maybe ကတ်ပြီးတော့တင်းတင်းနဲ့နိုင်သွားတာတော့မဟုတ်ဒါမှမဟုတ်လို့ရှိရင်လည်းတေးကြသွားတဲ့ပုံစံမျိုးလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော် ဆိုအာဆင်နယ်အသင်းရဲ့အင်ကွင်းဆွမ်းဆောင်ရေနောက်ဆုံး၃ပွဲကိုကြည့်မယ်ဆိုလို့ရှိရင်တော့၃ပွဲစလုံးအနိုင်ရထားတာကိုကျွန်တော်တို့တွေ့ရတယ်။အဲဒီချန်ပီယံလိမှာဆိုလို့ရှိရင်အက်တလတီကိုမက်ဒရစ်အသင်းကို4-0ဆိုတဲ့ resonance ကိုပြအနိုင်ရတယ်။အပွဲစဉ်ပြီးရဲ့အချိန်မှာဆိုလို့ရှိရင်ပရီးမီယာလိမှာ Crystal Palace တို့မျိုးကန်အခတ်တဲ့အသင်းမျိုးကိုလည်း1-0ဆိုတဲ့ resonance အနိုင်ရထားတာကိုကျွန်တော်တို့တွေ့ရတယ်။အဲ့ဒါပြီးသွားတဲ့အချိန်မှာဆိုလို့ရှိရင် EFL Cup မှာ Brighton လိုအသင်းမျိုးကိုတချို့ချို့သောကလေးတွေကိုပွဲထုတ်ခွင့်ပေးပြီးတော့2-0ဆိုတဲ့ resonance အနိုင်ရထားတာကိုတွေ့ရတဲ့အတွက်ကြောင့်အာဆင်နယ်အသင်းရဲ့အင်ကွင်းဆွမ်းဆောင်ရေကတော်တော်ကြီးကောင်းနေလို့ပြောလို့ရတယ်။အင်ကွင်းဆွမ်းဆောင်ရေတော်တော်လေးကောင်းနေတဲ့မှာ ှာဒီຢာဒီမှာပါရလို့ပြောလို့ရတာပေါ့နော်အကြောင်းမလို့အာဆင်နယ်သင်းရဲ့အိမ်ဝင်ဆွမ်းဆောင်ရင်တော့တရှုပ်လို့မရအောင်ဆိုတော့နေသားမျိုးလေးတစ်ခုမှာတော့ရှိတယ်။ဒါပေမဲ့ကျွန်တော်တို့တစ်ခုထည့်ပြီးဆွေးနွေးရမှာပါလဲဆိုလို့ရှိရင်ဒီပွဲစဉ်ပြီးလို့ရှိရင်အရေးကြီးနောက်ထပ်ပွဲစဉ်တွေပဲဖြစ်ဘိုင်မြူနစ်အသင်းနဲ့ရင်ဖြန်ရှင်းဆိုင်ရှင်းမှန်ကစားတော့မှာဖြစ်တဲ့တို့ကြောင့်ဒီပွဲအတွက်ကိုလူချမ်းမလားဘယ်လိုနေသားမျိုးရှိမလဲဆိုတာကျွန်တော်တော်တော်လေးတော့စောင့်ကြည့်နေတယ်။ဘာလို့အဲစကားပြောလဲဆိုလို့ရှိရင်လက်ရှိမှာအာဆင်နယ်သင်းမှာဒဏ်ရာကစားသမားတွေတော်တော်လေးများနေတယ်ပေါ့နော်။တိုက်စစ်မှာဆိုလို့ရှိရင်လည်းဗီဒါယောဂရက်စ်လည်းမပါဘူးလို့ဒါဒုတိယနေရာထားပြီးကစားလို့ရတဲ့ခိုင်း န်ယာဗက်စ်တွေမပါဘူးအဲဒီပွဲစဉ်မှာဆိုလို့ရှိရင်ဒါမီကေမီရီနိုတို့ဘာတို့ပဲတိုက်စစ်မှာတင်ပြီးတော့ကစားလာမယ်နေသားမျိုးရှိတဲ့အတွက်ကြောင့်ချို့ချို့တော့ကစားသမားတွေကိုခြံပြီးတော့ပဲစော့မလားဒါမှမဟုတ်လို့ရှိရင်အနာရလက်တစ်ခုကိုပေါ်ဆောင်ပြီးတော့မှပဲအနာပေးမလားဒါကတော့ဒါကတော့မီကေအာဒီတာပေါ်မှာမူတည်သွားတဲ့အခြေအနေမှာပါတယ်လို့ပဲပြောရမှာပေါ့နော်အဲ့ဒါလေးတော့တကူကကျွန်တော်ဖက်တစ်ခုနေနဲ့ထည့်ပြီးတော့ဆွေးနွေးပေးတာလည်းဖြစ်တယ် ဒီ Tony Hawk's Bathing ရဲ့အဝေးဝန်းစမ်းဆောင်ရေကိုကြည့်မယ်ဆိုလို့ရှင်တော့ဒီအားဒီမှာထူးထူးခြားခြားပဲ Tony Hawk's Bathing ကအိမ်ကွင်းထပ်စားလို့ရှိရင်အဝေးဝန်းစမ်းဆောင်ရေအများကြီးပိုကောင်းတယ်လို့ပြောလို့ရတယ်အိမ်ကွင်းမှာတောက်လျှောက်စုပ်ပြတ်တတ်နေတဲ့လောက်အဝေးကွင်းကြလို့ရှိရင်ခြေစွမ်းနေရာတော်တော်လေးကောင်းတော့တော့ကျွန်တော်တို့သတိထားမိတယ်ပေါ့နော် ဆိုတော့ Tottenham Hotspur ရဲ့နောက်ဆုံးဝေးဝန်းဆန်းဆောင်ရေး၃ပွဲကိုကျွန်တော်တို့တစ်ချက်ကြည့်ကြအောင်ဆိုတော့အဲ့မှာကြည့်မယ်ဆိုလို့ရှင်တော့တပွဲတည်ကြပြီးတော့တပွဲနိုင်ထားတယ်တပွဲရှုံးထားတယ်ပေါ့နော်ဆိုတော့အဲ့လိုကြည့်လိုက်မယ်ဆိုလို့ရှင်တော့အရန်ကြီးအဝေးဆန်းဆောင်ရေးကြီးကကျွတ်စင်ကောင်းနေတယ်လို့မခံစားဘူးဒါပေမဲ့အဲ့ဒီအရှိရပွဲစဉ်တွေကိုနည်းလေးဆွဲပြီးတော့ကြည့်လိုက်မယ်ဆိုလို့ရှင်တော့တည်ကြခဲ့တဲ့ပွဲစဉ်တွေရှိသလိုအနိုင်ရခဲ့တဲ့ပွဲစဉ်တွေများတယ်ပေါ့နော်လူမျိုးခြုံကြည့်မယ်ဆိုလို့ရှင်တော့ Tottenham Hotspur တင်ကသူတို့တင်ရဲ့အင်ကွင်းထက်စားလို့ရှင်အဝေးကွင်းဆန်းဆောင်ရေးကအများကြီးပိုကောင်းနေဆိုတော့နေသားမျိုးလေးမှာရှိရဖြစ်တဲ့အတွက်ကြောင့်ဒီပွဲစဉ်မှာလည်းတော်တော်လေးဆေး ိတ်ဝင်စားဖို့တော့ကောင်းတယ်ပေါ့နော် ဆိုတော့ Tottenham Hotspur ရဲ့အဝေးဝန်းစားဆောင်ရေ၃ဘွဲကိုကျွန်တော်တို့ချက်နောက်ဆုံး၃ဘွဲကိုကြည့်ကြည့်အောင်ကြည့်ရမယ်ဆိုလို့ကျွန်တော် Champions League မှာ Monaco စီးစီးတည်ကြတယ်ပြီးတော့ Premier League မှာဒီ Everton အသင်းကို3-0နဲ့သူတို့ပြန်ပြီးတော့နိုင်နေပေါ့နော်အပွဲပြီးသွားတဲ့အချိန်မှာဆိုလို့ကျွန်တော် EFL Cup မှာ Newcastle အသင်းကိုဘလူးမောက်ရှင်းမကစားနိုင်ခဲ့ပေတဲ့2-0ဆိုရစနဲ့ပြန်ရှုံးသွားတာလေးတော့ရှိတယ်အကြောင်းမလို့နီးစက်ကြည့်မယ်ဆိုလို့ကျွန်တော် Tottenham Hotspur အသင်းကအဝေးဝန်းစားဆောင်ရေကောင်းတယ်ဆိုရင်မယ်နီးနီးစက်မှာဆိုလို့ရှိရင်တော့အရင်ကြီးအဆင်ပြေပြေနဲ့ကောင်းနေရမျိုးမတွေ့ရဘူးပြီးတော့ဒီ Tottenham Hotspur အသင်းမှာဆိုလို့ရှိရင်ဒဏ်ရာကစားသမားတွေ င်များနေရဖြစ်တဲ့ကြောင့်ဒီနေ့ပွဲမှာတောမတ်တူချယ်တယောက်ဘယ်လိုမျိုးလုပ်ပြမလဲဆိုတာတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်အာတစ်ဖက်ကကျွန်တော်မန်ချက်စတာယူနိုက်တက်အသင်းနဲ့ကစားခဲ့တဲ့ပုံစံနဲ့မကစားမှလားဒါမှမဟုတ်လို့ရှိရင်သူ့ရဲ့ technique ကိုလည်းချင်းပြီးတော့ Arsenal အသင်းကိုရင်ဆိုင်ရှင်းမြိုင်မှလားဆိုတာလည်းနီးပြနှစ်ယောက်ရဲ့နီးပြဟာအပိုင်အပြိုင်မှုတွေကိုကျွန်တော်စိတ်ဝင်စားနေစောင့်ကြည့်သွားမှာလည်းဖြစ်တယ်ပေါ့နော်ဆိုပြီးဒီပွဲစဉ်ကိုကျွန်တော်ခြုံငုံပြီးတော့ percentage နဲ့ခွဲပြီးတော့တုံးသက်ပေးရမယ်ဆိုလို့ရှိရင်တော့ဒီပွဲစဉ်မှာ Arsenal အသင်းမှာနိုင်ရသွားဖို့ကျွန်တော်80%လောက်သတ်မှတ်ပေးခြင်းနဲ့30%လောက်ကိုပဲတည်ကြသွားနိုင်ရည်ရှိရလို့ကျွန်တော်ကတော့ ော့ထင်မြင်မိတာလေးရောရှိရပါတော့။တော်နီဝါစပါတင်းနေနဲ့အနံ့ရသွားဖို့ဆိုတာတော်လေးခဲရင်းတဲ့နေသားတစ်ခုမှရှိရလို့ပဲကျွန်တော်ကသုံးသပ်ပေးချင်ပါတယ်။ဂိုးပြတ်မှလာလို့မြင်လို့ရှင်တော့ကျွန်တော်ကတော့ဂိုးပြတ်မယ်လို့တော့မထင်ဘူး။ကတ်ပြီးတော့ တသိန်းစရာနိုင်သွားတဲ့ပုံစံမျိုးတော့မဟုတ်အာဆင်နယ်ပဲအနိုင်ရသွားမယ်လို့ကျွန်တော်ကထင်မြင်မိတာလည်းရှိပါတယ်။လူချင်းမင်းတို့ဆိုလို့ရှိရင်ဒီပွဲစဉ်မှာဘယ်လိုမျိုးရစက်ဖြစ်လာမယ်လို့ထွက်လာမယ်လို့ထင်လဲ။မမေ့တဲ့ထင်မြင်စားချက်လေးဘယ်လိုရှိလဲ။အောက်ကကွန်မန့်ထဲမှာဝင်ပြီးတော့မှတ်ငယ်ပေးလို့ရပါတယ်။ကျွန်တော်ရဲ့ဒီဗီဒီယိုလေးကို quality ကောင်းလေးနဲ့ကြည့်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော် YouTube မှာလည်းတင်ထားပေးပါတယ်။ YouTube မှာသွားပြီးတော့လည်းကြည့်လို့ရပါတယ်။ကျွန်တော်ရဲ့ဒီ channel လေးနဲ့ဗီဒီယိုလေးကိုကြိုင်းတက်တယ်ဆိုလို့ရှိရင် like and subscribe follow နဲ့ပြန်ကူညီကြလို့ရပါတယ်။ကျွန်တော်နောက်ထပ်ဗီဒီယိုတစ်ခုကြမှာပြန်နေဆုံးလေးရတာပေါ့။